ကဲတယောက်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီမင်းသမီးဖွေးဖွေးအရကတင်းဆောင်အလင်းရအဲ့ဒီနှစ်ယောက်ကတော့နာမည်ကြီးဆုံးပဲလုံးဝဖောက်ကောက်လို့မရအဲ့တော့နိုင်ငံတော်ကိုပူးပေါင်းကူညီပေးဖို့ကြတော့ဒီနှစ်ယောက်ကပါဝင်လာဖို့ရှိမယ်ဖွေးဖွေးဆိုရင်မလုပ်ခဲ့လေခုယူတော့ဘောသူတို့ယူတော့ဘောမပူးပေါင်းလို့တဲ့စက်ကျင်တာမဟုတ်နှောက်ရှက်တာမဟုတ်တော့မပူးပေါင်းလို့ဖမ်းမိခဲ့တယ်ဆိုတော့မပူးပေါင်းတော့ဖမ်းတယ်ဆိုမင်းတို့တနိုင်ငံတော်ဖမ်းနေလိုက်ပြီကွာဟမ်လာတနိုင်ငံတော်ဖမ်းတယ်ငါတို့ဒီပိုက်ရောက်ပြီလာဖမ်းတယ်လား အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နမဲကြီးမင်းသမီးဖွေးဖွေးဝါရဖြန်ဇလန်းမရ၍ဖန်းစီခံရဟုတည်င်းထွက်နေပြီးအဆက်တွေပြတ်တောက်နေကြောင်းကိုစီပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာကဲတယောက်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီတည်င်းဌာနတွေကတက်လာဘလို့မှမဖြစ်တဲ့အရာပြတို့တွေမရှက်ဘူးလားလို့လည်းမေးချင်တယ်ဒီကောင်တွေကိုထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူပြောက်ကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ထင်းနေတယ်ဆိုရင်တော့ဒါအင်မတန်ပိမ့်ပိမ့်တဲ့အသွေးပေါ့အတီးပြားမဲ့တဲ့အသွေးပဲဖြစ်နေတယ် နော်ဘလောက်ဘက်ကိုထောက်ကိုနဲ့ဆန့်ကျင်တဲ့အဖွဲ့ကလူတယောက်ဖြစ်နေပါစေဒီလိုဥပဒေနဲ့လုပ်တဲ့လုပ်ရက်ဒီထောက်ခံနေတဲ့တူတွေကိုပါစော်သားတယ်ဆိုတာကိုတို့တွေတိဖို့လိုတယ်နော်အခုအတွေ့အကြုံရွေးောက်ပွဲကိုတို့ရဲ့အတွေ့အကြုံရွေးောက်ပွဲကိုမပူးပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖူးဖေးကိုဖမ်းတာတဲ့လက်ရှိလူတရာကြော်သွားပြီနော်နောက်ဆုံးဖေးပေါ်မှာအသေးလေးပေးတာတို့ဟာဟာလေးပေးတာဒီဖေးပေါ်မှာပေးတဲ့ဟာတော့မှလိုက်ခမ်းတယ်ဆိုရင်ဒါတော့တော့ကြောက်နေလားလို့ပဲမေးစင်တယ်နော်အဲ့တော့ရှင်းပါလားဘာဖြစ်လို့ကြောက်နေလဲလက်ရှိမင်းအောင်လှိုင်ကကျွန်တော်မြဲပြောသလိုပဲဥပဒေနဲ့အာဏာသိမ်းထားတဲ့ရန်စွဲကောင်ပါ အဲ့တော့သူတို့ဒီလုံးဝပေါင်ဝင်ဘူးပေါင်ဝင်တဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုခေါက်ခေါက်ခါတော်ပြီးနောက်ဆုံးတရုတ်ကလုတ်တဲ့ပွဲကိုမင်းအောင်နိုင်ဖိတ်လိုက်တယ်။ဒါပေမဲ့နိုင်ငံခေါင်းဆောင်တွေနဲ့ဖိတ်တာမဟုတ်ပဲစစ်တပ်ခေါင်းဆောင်တွေနဲ့လက်ဖိတ်တာ။ဖိတ်လိုက်တော့မင်းတရုတ်ကသူ့ပွဲထုတ်ပေးလိုက်တာကိုရှင်းရှင်းပြောရတယ်။အဲ့တော့တရုတ်ကပွဲထုတ်ပေးထားတဲ့အတွက်ဒီတရုတ်ရဲ့လက်ဝေခံလို့ဆွဆွဲထားတဲ့အာဆီယံကလည်းသူ့ကိုချိန်နေသူတို့လုံးမယ်လို့မထင်ပဲနဲ့အာဆီယံအစည်းအဝေးကိုချိန်နေတက်မယ်လို့ထင်မှတ်ထားတာ။အဲ့ဒီချိန်မှာအာဆီယံအစည်းအဝေးလုံးဝတက်ပွင့်မရဘူးလို့ဆိုရှင်ရန်ရမီအဲ့ဒါမှာတားဆိုင်လာပြီးပောက်ပွဲတာပောက်ပွဲပြီးတော့ဘာရှောက်လို့လဲပြည်သူကိုမဲတာเนาะ ဘလို့မှမဖြစ်တဲ့ကိစ္စကြီးအဲလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပါမယ်လို့ပြောတဲ့ဗဇက်ပေါက်တယ်ကိုဗဇက်ပေါက်လောင်ကိုတန်ဖို့ရှိရလားလို့ပြန်မေးတယ်ပါတီစုံဒီမိုလွတ်လပ်တဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုတွားမှာမင်းတို့ကနိုင်ငံရေးထွက်ပေါက်ပြီးရွေးကောက်ပွဲတွားတာကမင်းတို့ကမတွားချင်ဘူးဆိုတော့မင်းတို့ကဘာလဲလို့မေးနေတဲ့လူတွေဒီလိုအပဲလေးပေးတာတော့ဟာလေးပေးတာတော့ကွန်မန်းလေးရေးတာတော့ဖန်စီထောင်ချတာပြည်သူတရားရောပါပြီအခုတရားဆောင်ဖွဲ့ဖွဲ့ဆိုတာကနိုင်ငံကျော်တရားဆောင်တရား သူကသူကြိုက်ချင်အားပေးမယ်ချင်းချင်းလေးသူလည်းပြည်သူတွေကပြည်သူတွေကသူမှအားပေးတဲ့ဟာကိုဒီတို့ရဲ့ရွေးကောက်ကအားမပေးတဲ့ကောင်ကဖမ်းတယ်ဆိုတော့ဘယ်ဒဏ္ဍာရီလူမဆန်တဲ့လောက်ရက်တွေလောက်နေတဲ့ကောင်တွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့စောအောင်ဘယ်ဘယ်နိုင်ငံပြည်သူကအဲ့လိုအုပ်ချုပ်ခိုင်းလဲလိုက်စာကြည့်ပါနော်အင်ဂျင်နာချင်းဖိုင်းနိုင်ငံစာပြီးတော့နော်ဒဏ္ဍာရီအေးကောနေမြတ်ကိုရီးယားကိုလာပြောမယ်မြတ်ကိုရီးယားကမြတ်ကိုရီးယားခေါင်းဆောင်တွေဟာပြည်သူကိုကမ္ဘာနဲ့အဆက်ဆက်ထားပေးမယ်သူတို့စစ်တပ်ကိုတကိုးထွားပြီးတော့တန်ဖိုးရှိတဲ့စစ်တပ်ပြောက်တိစောက်ထားတယ်မြန်မာစစ်တပ် ချင်းချားလွယ်ပြီးတော့ပြည်တွင်းထဲကတူးပြီးတဲ့ချတာအခုဘယ်ဘွားရောက်နေပြီအဲ့အရင်ကရွှေတိစောင်းနေတဲ့အရာတွေပြန်မအောင်မိပါနဲ့မင်းတို့တွေစစ်တပ်ကိုတကယ်ချစ်တယ်ဆိုရင်တမ်းမတော်ကိုတမ်းမတော်ချစ်စိတ်နဲ့ချစ်ကြပြီးတော့နောက်ဥပမာဖိုးဝဲတရင်အဖိုးဝဲကိစ္စဟိုနေ့တက်လာပါပြီတရင်တက်လာပါကဲရှင်းပါမယ်နော်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကသူတို့ကဒီပြည်တွင်းမှာရှိတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးတိမ်းချုံပြီးတော့နိုင်ငံစီနေပြုလာရင်ပြည်သူတွေအနေနဲ့ဒီအမှုပညာရှင်တွေကိုနားလည်ဖို့လိုသလိုကျွန်တော်တော်လိုင်းရုပ်အရှိန်ညှို့ဖို့လိုအပ်ပါမယ်နောက်ပြီးတော့စဉ်းစားကြည့်ပါ ဒီလိုမျိုးဝါဒပြန်စကားကိုမပါတာနဲ့ဖမ်းမယ်ဆိုတဲ့အရာကြီးอ่ะအဓိပ္ပာယ်ရှိလားကြားရတာနဲ့ဒီကျွန်တော်တို့ကရှက်ကိုအားပေးထောက်ခံတဲ့ဘက်ကဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင်တေတေလောက်ကိုရှက်စရာကြီးเนาะဒါပေမဲ့ရှက်စရာကိုရှက်စရာကောင်းမဲ့မတိတဲ့လူအတိုင်းဝိုင်းဆိုရင်တော့ပြောမတတ်ဘူးဟုတ်တယ်လေမင်းတို့ကမင်းတို့ရွေးကောက်ပွဲလုပ်တာလေမင်းတို့ရွေးကောက်ပွဲငါအားမပေးဘူးလေဘယ်ကဘာမှလည်းမကြောက်ဘူးဒါမျိုးရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမထောက်ခံလို့ဖမ်းပါတယ်ဆိုတဲ့ဟာမျိုးဘယ်လိုတတော်ရီလည်းမသိဘူးွာငါဒီမြန်မာပြည်မှာတနောက်အောက်တိုင်းကြတဲ့ကောင်ကြီးဘလို့ဖြစ်လို့လာပြီးမွေးဖွားပြီးလူဖြစ်လာကြလဲဆိုတာစဉ်းစားလို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့က ဒီတော်လိုင်းရဲ့နိုင်မဖြစ်မယ်ဆိုတာစဉ်းစားကြည့်အခုမင်းအောင်နိုင်အာနာသိန်းကအာနာမရသေးဘူးနော်သူ့လက်ထက်အာနာမရသေးဘူးသူလည်းတရားမဝင်သေးဘူးနော်ချင်းချင်းပြောရင်မင်းအောင်နိုင်အနေထားစစ်တပ်ကခေါင်းဆောင်တယောက်ဖြစ်နေလို့တာဒါလည်းအချိန်နဲ့တွားနေတာမင်းအောင်နိုင်ကရာဇဝတ်ကောင်ဘဝရောက်နေပြီမြန်မာမာရောကမ္ဘာမာရောနှစ်ခုလုံးမှာရာဇဝတ်ကောင်ဖြစ်နေတဲ့ကောင်ကြီးအဲ့ဒါလောက်ကောင်ကြီးကခွေးကြကြလာတဲ့တနေ့အကောင်ဆုံးတော့မှာနော်လောက်ကအခုမင်းတို့မင်းအောင်နိုင်ရဲ့ဒီစစ်တပ်ခေါင်းဆောင်ဆိုတဲ့အချိန်နဲ့ဒီစစ်တပ်ခေါင်းဆောင်အာနာတိန်အောင်လှုပ်ရှင်နေလှုပ်ပဲဆိုရင်မတော်လို့ ော်လန်ရဲ့အပြောင်းနဲ့မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပြီရှိတော့ဘယ်လိုရင်ဆိုင်ကြမလဲအဲ့ဒါပြောတာနောက်ပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကလူတွေကိုလည်းပြောချင်ပါလေဒါကတော့ NUG ဘာဖြစ်ဖြစ်တိုင်းသား IR ဘာဖြစ်ဖြစ်ဒီတော်လန်ရင်းမှာ UNCC ဘာဖြစ်ဖြစ်စတဲ့ဖြစ်ပေါ့နော်ဒီခေါင်းဆောင်ဘိုင်းနေတဲ့အထူးသဖြင့် NUG ရဲ့စည်ရင်းဌာနပေါ့နော်ဒါနဲ့စည်ရင်းဌာနတစ်ခုတည်းကိုလည်းကျွန်တော်တို့ပုံထားလို့ပြအောင်ကျွန်တော်တို့အလုံးလုံးကနေရမှာနိုင်ငံတကာရဲ့ဂျီနီဗာကွန်ဗင်းရှင်းလို့အနိုင်ငံတကာစစ်ဦးတွေလို့စတဲ့ဖြစ်ဒါတွေကိုလေးစားလိုက်နိုင်ရတာလေကျွန်တော်တို့နားလဲပါတယ် ဒါပေမဲ့ကျွန်တော်တို့ဒီဘာလုပ်နေတာဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာမဟုတ်ဘူးတော်လှန်ရေးလုပ်နေတာတော်လှန်ရေးလုပ်တယ်ဆိုတာတော်လှန်ရေးနိုင်ဖို့အဓိကကိုဥတည်ချက်ထားရပါမယ်ဒါလေးကိုပြောင်းလို့မရဘူးနိုင်ငံတကာစီးပင်းစည်းကမ်းတွေလိုက်နာတာလိုက်နာတာတကြောင်တော်လှန်ရေးနိုင်ဖို့အတွက်ကတော့နံပါတ်1အရေးကြီးဆုံးနေရာမှာထားရပါမယ်နော်ဘာဖြစ်လို့လဲခါတည်းအဒီကောင်ရှိတဲ့လူကြီးတွေကျွန်တော်စကားပြောရတာဟုတ်ကြရင်ဥပဒေတွေကိုတအားကြီးအလေးပေးတယ်စာအုပ်ကြီးတိုင်းတအားဖတ်တယ် ။သစောင်းကြီးညားပဲ။အတော်လည်းကြီးကဘလို့စနစ်နဲ့လောက်ကတာဘလို့ဥပဒေနဲ့ဘယ်ရသွားတော့ဘလို့ဥပဒေနဲ့မညီဘူးလို့ဘလို့လှုပ်ထုတ်လို့ဒီမပါဘူးလို့လှုပ်ပိုင်ခွင့်မရှိဘူးလို့ဆက်တစ်ဖြစ်ဒါတွေပေါ့ဒါလို့လှုပ်လို့မရဘူးလို့ဆိုတော့အဲ့ဒီစောင်းကြီးအတိုင်းအတာတွေကိုကျွန်တော် short ကိုလိုတယ်အခုတို့တို့ဘက်ကကြည့်နော်တို့ဘက်ကရှင်းရှင်းလေးပဲကျွန်တော်အစအနေနိုင်ရှင်းပြတုတ်ပန်းလဲမယ်အခုတိုက်ပွဲတွေတစ်ဖက်တိုက်ထားတာ၅နှစ်ရှိပြီကြာတုတ်ပန်းလဲမယ်နော် PDF တွေဖမ်းမိထားတာစက်ကောင်စီကဘယ်နှယောက်ရှိတယ် ဒီစစ်တပ်ကဖမ်းမိတာတော့ဒီစစ်တပ်ကကောင်းမင်ကိုဖမ်းမိတာတော့ဘယ်လောက်လဲတော့မပြောပြဘူးကျွန်တော်စင်းသွားတဲ့တနင်္လာနေ့တိုင်းမှာအဲ့ဒီထောင်မာနေမနေ့တွေ့ကရင်ပြည်ပါဆိုလဲဘုံကြီးနေလို့စင်းလို့ထောင်ထဲမှာစကားပြောနေတာအများကြီးပဲတော့ဒါအဲ့တခုလေတခြားတော့တိုင်းတဲ့ပြည်နယ်တဘုံကြီးအဒီထောင်နေထောင်နေမှာဘယ်လောက်ရှိလဲမသိဘူးဆိုတော့ကိုယ့်ဘက်မှာကျတော့သူတို့ကောင်ချင်းကမိတဲ့ကောင်တွေကိုအေးစင်းစင်းအဲတွင်းတွင်းပြုစုပြီးတော့ပြည်သူလူတန်းနဲ့လက်ခါတွေနဲ့ညိုဆော့ပြီးတွေးထားတယ်နော်သူတို့ဘက်မှာတုံ့ပန်းလဲနေဆိုတော့ PDF ဖမ်းတာတယောက်ရှိတယ်ရက်ပတ်နဲ့ဘာမှမဆိုင်တဲ့ကလေးတွေကိုလိုက်ဖမ်းအဲလိုက်ဖမ်းပြီးတော့ပတ်စံနဲ့လမ်းညွှန်းလိုက်တယ် လာရွေးခိုင်းပြီးတော့ရွေးနိုင်တဲ့လူတွေကိုစိုင်းဖို့နောက်ကနေချက်တယ်။အဲ PDF နဲ့မိဘရင်ဝင်ပြန်အနှံပါလို့ဆိုပြီးတော့အဲ့ဒီရောက်ွက်တဲ့ဖမ်းပြီးတဲ့ကလေးတွေကိုလက်မှတ်ထိုးခိုင်းမိဘတွေလက်မှတ်ထိုးခိုင်းပြန်ထည့်လိုက်တယ်။ပတ်စံနဲ့ပြီးရွေးခိုင်းတယ်။380 200 380 300ရာနေစတယ်။တော့အခုဆိုရာချီဖြစ်ပုံ။မရွေးနိုင်တဲ့ကောင်တွေကိုဘာလုပ်လဲအနောက်မှာထားတယ်ချုပ်ထားတယ်။ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေဘယ်ကောင်တွေမဲပေါက်လဲ။မင်းတို့မဲပေါက်တယ်မင်းတို့သားထည့်မလား။သားထည့်မလား။ အာမဟုတ်ပါနဲ့ကျွန်တော်တတိမသားဒီကြောက်ဝင်စီဘလူးကမလိုက်ရှင်လေးပြင်တွင်းလေးသူစစ်တပ်ကိုထောက်ခံတဲ့ကောင်တွေကမသွားရှင်ဘူးဘောကပြင်ပြန်တိနေအောင်ဝေးစီဝဆွဲမှတိနေတာဘောပြန်မှတိနေတာဆိုတော့အဲ့လမ်းကိုမထိုက်ကြတော့ဘာဖြစ်လဲနှားထိုက်ကြညော့လာသိနေရပေးရော့အဆက်ဆက်ခုနကဖမ်းပြီးမယွေးနိုင်တဲ့ကောင်တွေထက်စစ်မှုထမ်းတဲ့ကိုဒီလိုတွေလောက်နေတာလေအဲ့တော့ဒီစစ်ပြည်စီမှာဖမ်းပြီးတဲ့ PDF အရှင်မတရားလူနီးမျိုးစုံပြစ်ဆက်တတ်ချက်ပိုင်တယ်ကောင်တော့ဒါကတုံ့ပြန်ခံတာနော်နောက်တစ်ချက်အခုကျွန်တော်တို့ဘက်ကဒလန်တွေဖမ်းတယ်ဒလန်တွေဖမ်းတယ် ကျွန်တော်တို့ဘက်ကဖမ်းတဲ့ဒလန်နဲ့သူတို့ဘက်ကတနေ့ပြစ်တတ်တဲ့ပြည်သူဘယ်ဟာများလဲတော်လန်ကြီးဘက်ကတလဖမ်းတဲ့ဒလန်ခင်ဗျားတို့ပြောလို့ရအာဒလန်ဆိုပြီးတက်သားတော့ထအဲ့တော့ထဘာဖြစ်လဲအဲ့ဒီတော်လန်ကြီးအင်အားစုဘက်ကတနင်္ဂနွေလုံးမှာတလတိတိအေးယူတဲ့ဒလန်ဥယျာဉ်နဲ့စစ်တပ်ဘက်ကတရက်ဘုံကျဲတဲ့ဥယျာဉ်ဘယ်ဟာများလဲမတင်ရတဲ့နေ့ပြည်သူရှိလားဒလန်ဒလန်အောင်နေမယ်ဒလန်အနှစ်လုံးဖမ်းတဲ့ခါနဲ့လူကြီးဘယ်လောက်ရှိတယ်ဒလန်တက်လို့ထိုင်ကုန်တက်မှာနမဲကြီးမင်းသမီးဖွေးဖွေးဒီယနေ့ နိုဝင်ဘာ6ရက်နေ့လယ်ပိုင်းမှာစတင်ကာအဆက်အသွယ်ပြတ်တောက်နေပြီးစစ်ကော်မရှင်၏ရွေးကောက်ပွဲဝါဒဖြန့်ဆက်ကားမရိုက်သဖြင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်လျက်ရှိနေကြောင်းသိရသည်ဖွေးဖွေးမန်နေဂျာကိုဖုံးဆက်တာလုံးဝဆက်လို့မရပါဘူးအကုန်လုံးဝိုင်းဆက်နေကြတာပါဟုအမှုပညာသတင်းထောက်တဦးကပြောသည်စစ်ကော်မရှင်ကယနေ့မိုးလွယ်ပိုင်းတွင်ဖွေးဖွေးရုပ်ရှင်ရိုက်ကူးနေသည့်နေရာသို့လာရောက်ပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်နေတော်လဲအထအနေဖြင့်တိကျအတိမပြုနိုင်သေးပေ ကြော်ကြတာကတော့သူ့ရှုတင်မှာစစ်တပ်ကလာဖမ်းသွားတာလို့ကြားတယ်။တေချာအတီးပြုတ်လို့ကတော့မရသေးဘူး။သိရတာနဲ့ပြန်ပြောပါမယ်။ဟုပြည်တွင်းတရုတ်ဆောင်တဦးကပြောသည်။ဖွေးဖွေးသည်လက်ရှိအွန်လိုင်းပေါ်တွင်ပြန့်နှံ့နေသောသတင်းများအရစစ်ကော်မရှင်ပြုလုပ်သည့်ရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုသိရသည်။ ဖွေးဖွေးနဲ့ပတ်သက်၍စစ်တပ်အမာခံဝါဒဖြန့်လော်ဘီကျော်မျိုးမင်းကလည်းယမန်နေ့နိုဝင်ဘာ9ရက်ကရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်မပါဝင်မှုနှင့်ပတ်သက်ပြီးအဖြစ်ဖို့ဝါဒဖြန့်မှုများပြုလုပ်ထားသည်ယခုထွက်ပေါ်နေသောသတင်းများတွင်တရုတ်ဆောင်အလင်းရောင်သည်လည်းရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်မပါဝင်လို့တဖြင့်ဖမ်းဆီးခံရသည်ဟုသတင်းများထွက်ပေါ်နေသည် ရွေးကောက်ပွဲဝါဒဖြန့် slogan ရိုက်ခိုင်းမှုဆက်တွဲတာ ဖုံးမကင်ကြဘူးလို့သိရတယ်။ဒါကြောင့်သူတို့ကိုဖမ်းနယ်လို့ကြားပါတယ်။ဟုရုပ်ရှင်စည်းရုံးနဲ့နီးစပ်သူတဦးကပြောသည်။အာနာသိန်းစစ်တပ်သည်လေးရင်းတို့ပြုလုပ်မိအတူအယောင်ရွေးကောက်ပွဲဝါဒဖြန့်ပေးရန်အမှုပညာသမားများကိုအတင်းအကျပ်ဖိအားပေးခိုင်းစေနေပြီးမပြုလုပ်ပါကဖမ်းဆီးအေးအေးယူမည်ဟုချိန်ချောက်ထားသည်။ လီနိုဤပထမဆုံးရွေးကောက်ပွဲဝါဒဖြန့်ဇလန်တို့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်ကို ဖြန့်ဝေပြီးနောက်ရင်းဇလန်အားဝေဖန်သူများအပြင်ဝေဖန်သူများတင်ထားသည့်နှစ်ယောက်ပဲထိတာနော်ဒါပေမဲ့စစ်တပ်ကဘုံတစ်ခါကျဲဈေးကိုဘုံကျဲတယ်စာပြင်ကျောင်းကိုဘုံကျဲတယ်ဆေးရုံကိုဘုံကျဲတယ်စစ်ဘေးဆောင်စခန်းဘုံကျဲတယ်ရွာလယ်ကောင်ဘုံကျဲချတယ်ဘာမှမဆိုင်တဲ့စစ်ရင်ပြစ်မှတ်တွေဘုံကျဲချလို့အစုလိုက်အပြုံလိုက်ပေးရတာဘယ်နှကြိမ်ရောက်ရှိပြီနော်အခုတော်လိုင်းရဲ့ဒီဒီအခုဒီဘက်ဆိုရေးကြိမ်ပုံပြစ်လာပြီနော်ဘာမှမဆိုင်တဲ့အခုဒါကြမိုက်ကြီးတို့ကလည်း နော်အုံတိုင်းဆိုလည်းဘုရင်ကပြောအုံတိုင်းနဲ့တော်တိုင်းနှမမဟုတ်ဒါမှပြည်သူနဲ့ပြည်သူပဲဒါမှမဟုတ်ဘုရင်ကပြောတယ်စာလေးတစ်လုံးရေးလိုက်ဟာလူတယောက်ကိုဘဝပြောင်းထောင်ထဲထက်တဲ့ထောင်ထဲမှာရှိတဲ့လူတက်တခေါ်မဒိန်ကောင်ကြီးကတော့ဝင်လိုက်ထွက်လိုက်ဟမ်ထောင်ထဲမှာပြည်နေတဲ့ဘလူတက်နိုင်ငံအတွက်ကောင်းစေခြင်းတို့ပြောဆိုတဲ့လူတွေအားလုံးကိုထောင်ထဲပြည်အောင်ထည့်ပြည်တယ်ဟမ်ကိုမကလူတွေကြတော့ဘာဖြစ်လဲဒလန်တက်ကတော့မှအခုမျိုးပြပြောက်ကြတယ်နော်မျိုးပြပြောက်ကြအင်အားတွေဘာဖြစ်လို့မပြတ်နိုင်လဲနံပါတ်1မျိုးပြပြောက်ကြတယ်နေရာထိုင်ရအင်မတန်ခက်ခဲတယ် နော်အင်မတန်ခက်ခဲတယ်ရက်တည်မှုခက်ခဲတယ်ဘာကြောင့်ချမ်းမှုခက်ခဲတယ်ဒါပေမဲ့ပြင်းမတစ်ခုကိုစောင့်ကြည့်လို့တွင်းတွင်းရတယ်အဲ့ဒီမှာဘာရင်လဲလို့မရဘူးအစစ်စစ်တင်ရတယ်တင်တော့အပေါ်ဆုံးရောက်လို့ဟိုကလက်မခံဘူးဆိုတော့ကွာမလုံးနဲ့ကွာလုံးကြီးချက်ချင်းစစ်ကုန်ရုံးပုံကတည်းကဆိုတော့ကိုယ့်ဘက်မှာကအဲ့လောက်ကြီးချုပ်ထားတယ်သူတို့ဘက်မှာကျတော့အသေးလေးပေးတာလာဖမ်းထောင်တဲ့ဟာဟာပေးလာဖမ်းထောင်တဲ့အခုရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲမပူးပေါင်းလို့တဲ့ဆက်နေတာမဟုတ်နောက်ချက်တာမဟုတ်တော့မပူးပေါင်းလို့ဖမ်းပြီးထည့်တယ်ဆိုတော့မပူးပေါင်းလို့ဖမ်းတယ်ဆိုပြီးတော့တနိုင်ငံလုံးဖမ်းတယ်လိုက်ပြီကွာဟမ်လားတနိုင်ငံလုံးဖမ်းတယ်ငါတို့ဒီမရောက်ဒီမှာလာဖမ်းတယ်လား ။စောက်ရှစ်တွေလည်းမရှိကြဘူး။ဒီလိုဟာမျိုးကိုငါတို့ဘက်တော်သားပါလို့အားပေးနေတဲ့အတန်းသားတွေကိုလည်းကျွန်တော်အံ့ဩလို့မဆုံးဘူး။အကောင်းကြတာ။ဒါကြီးကလေသူတို့ကတော့တွေးလားမတွေးလားတော့မသိဘူး။ဒါကြီးကမင်းတို့အားပေးနေတဲ့သူတွေကိုပါအခုလောက်ရက်တည်းအစော်သားတာပဲ။ကလူလူမဆန်တဲ့လောက်ရက်တရားမမျက်ပါတဲ့လောက်ရက်ဥပဒေနဲ့လောက်ရက်တွေကိုလုံနေတာဒီငါတို့အားပေးငါတို့အားပေးတဲ့ဘက်အချမ်းမလို့အမှန်တယ်လို့ဆိုလို့ရှိရင်အဲ့ဒါမင်းတို့ရဲ့တန်ဖိုးကသွားပြီ။တော့ဒါလေးပဲပြောချင်ပါလား။အဲ့တော့ဖွေးဖွေး အခုလိုမျိုးလောက်ကပြီးအင်မတန်လူမဆန်တဲ့စုပ်ပဲ့တဲ့လောက်ရဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီနိုင်ငံမှာ BRNU တွေကိုဘယ်လိုနီးနေမှာတိုင်းပြည်ထဲမှာခေချဝင်အောင်မပေးနိုင်ဘူး။နော်ကျွန်တော်နိုင်အောင်တိုက်တာဒီတော်နိုင်ရေးမယုံမရှိနဲ့နိုင်အောင်နိုင်နေပါပြီလို့လေ။ PDF တွေများလာတယ်ဘလို့ကြောက်။တော်နိုင်ရေးအစမှာလက်တော့ကြောင့်ဒီဆန်တဲ့ပြတဲ့ချိန်မှာတီတုအန်နာကိုပြန်ပေးလိုက်တယ်စစ်ဘက်ကစစ်တမ်းလေးပြန်လိုက်မယ်ဆိုအခုလိုမျိုး PDF တွေပေါ်လာကြအကြောင်းရှိတယ်။အဲ့ဒီချိန်မှာဘလို့မှနောက်လေးမှတော့မကင်ဘူး။အရှိကဆန်တဲ့ပြဝိုင်းအနောက်ကအမိုက်လိုက်တော့အဲ့ဒီအချိန်မှာအိုင်းဒီကိုတိနိုင်ပြီးတော့စစ်တပ်စစ်တမ်းလေးပြန်လိုက်မယ်ဆိုရင် အခုလိုမျိုး PDF တွေပေါ်လာကြအောင်ရှိတယ်အဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့မင်းတို့ PDF တွေကိုမုန်းလို့ရှိရင် PDF တွေပေါ်လာတဲ့ဇစ်မြစ်ကိုမင်းတို့တိဖို့လုပ်တယ်အဲ့ဒါပဲနောက်အခုဖွေးဖွေးလို့ထပ်ဖမ်းတယ်ရတယ်ဖမ်းမင်းတို့ကတော့မင်းတို့ကအကြောက်တရားနဲ့အနိုင်ကျင့်မှုလုပ်မှာပဲဒါနဲ့မင်းတို့လက်မှာခံနိုင်ရှိအောင်ကြိုးစားဖို့ဘာဖြစ်လို့လဲတော်လိုင်းရင်အောင်းဝိုင်းရင်မင်းတို့ကစနိုင်ကျင့်ကြပါဘောနောက်ဆုံးနိုင်ကျင့်ကြတော်လိုင်းရင်ရှုံးဝိုင်းတော်နိုင်ရင်မှပါဝင်တဲ့လူတွေကိုနိုင်ငံတကာကဝင်ရပြီးကူညီပြီးနိုင်ငံတကာမှာခေါ်လုံခွင့်ရတယ်နော်နောက်ဆုံးတော်နိုင်ရင်နိုင်ဝိုင်း မင်းတို့စစ်သားထောက်ခံတဲ့အပိုင်းဝင်ဘယ်လောက်ထလောင်မလဲငါသိချင်တယ်ဟမ်ဘယ်လိုပြေးမလဲမလို့လေအခုတော်လိုင်းကြီးကဘက်ကလင်းနိုင်ပြီးတော့မင်းတို့လည်းကြာရှုံးသွားပြီเนาะဒီစစ်တပ်ကလည်းအနိဖြစ်သွားပြီတော်လိုင်းကြီးကိုရှုံးသွားပြီမင်းတို့ထင်တာကပါတယ်တော်လိုင်းကြီးအဖွဲ့တွေကဒီစစ်တပ်အားလုံးကိုလာတိုက်မှာစစ်တပ်ထဲမှာပြည်သူ့ဘက်ကရက်တည်တဲ့စစ်ဗိုလ်ချုပ်ဘယ်လောက်ရှိတယ်မင်းတို့သိလားဟမ်မင်းတို့တွေးဘူးလားတော်လိုင်းကြီးထဲမှာမင်းတို့စစ်တပ်ထဲမှာပြောတာပြည်သူ့ဘက်ကိုရက်တည်နေတဲ့ဒါနဲ့လက်ရှိတော့မင်းအောင်နိုင်ရဲ့အောက်မှာနေနေရတာဒါပေမဲ့ပြည်သူ့ဘက်ကိုရက်တည်တဲ့စစ်ဗိုလ်ချုပ်ဘယ်လောက်ရှိတယ်မင်းတို့သိလား တော့တော်နိုင်ရင်ချက်ချင်းပြောင်းလဲသွားလို့ရတယ်ဆိုတော့အဲ့ဒါတွေအများကြီးရှိတယ်အဲ့လိုပြောင်းလဲသွားလို့ရှိရင်မင်းတို့တွေဘယ်ကိုပြေးကြမှာလဲဟမ်အဲ့ဒီ on နေတဲ့ဟိုကြော်မျိုးမျိုးဆိုတော့တစ်ဖက်သားပေါ့ပေါပန်းလေးစား on နေတဲ့ကောဟမ်မပူပေါင်းလို့ဖမ်းဖို့စီးဖို့ပြောနေတယ်ဆိုတော့မင်းတော့မင်းနဲ့ချက်ပါစက်ဟမ်အပြစ်တော့လို့ဒီယူကွယ်ကိုတယောလို့ငါတို့သူတို့ယူကွယ်ကိုအာဘာဖြစ်လဲညာဖြစ်လဲစတင်လိုက်လို့ဖမ်းမအောင်ရင်မပြောပါသေးဘူးအခုကမပူပေါင်းလို့ဖမ်းတယ်ဆိုတော့လူကြားလို့တော့မကောင်းဘူးကွာမင်းတို့မလို့မင်းတို့မရှိဟမ်အဲ့တော့အဲ့ဒီကောင်ကယူကွယ်ကဒီတော်လိုင်းရဲ့နိုင်ဝါလို့ဆိုရင်မင်းတို့ဘယ်ကိုပြေးမှာလဲအပြစ်စားတော့ဖိုင်းတော့ပြေးလာပါပဲဖိုင်းဒီဒီအမှစီးကြိုက်တတ်ခပြီးမှာ မင်းတို့ပြင်းတဲ့နေရာမရှိဘူးအကောင်းပြောတာတော်လိုင်းနိုင်ဝမ်းကြီးတော်ပြီးစစ်တပ်ထောက်ခံတဲ့ဒီလိုမျိုးလူမဆန်လို့ရတဲ့ကိုလောက်ခဲ့တဲ့လူတွေလုတ်ဖို့မြောက်ပေးတဲ့လူတွေအကောင်လုံးကရာဇဝမှုတင်မှာအဲ့ဒီချိန်ကျရင်ထောင်ထဲမှာအကုန်ပြစ်မှာမပူနဲ့နော်အဲ့တော့မင်းတို့ကိုယ့်ဘက်ကိုကိုတွေးပါလူမဆန်တဲ့လောက်ရတဲ့ကိုတအားကြီးလောက်လာပြီဆိုရင်မကြပါဘူးကျင်းနေကြရှောင်းနေသိလားဂရာဖီကိုကြည့်ပါအာမင်းအောင်နိုင်အာနာရှိတယ်ဆိုတာဂရာဖီလားသိကောပေါက်နေတော့ရှိတယ်။တိလားဒါပေမဲ့ဂရာဖီပဲဘွားရောက်သွားတယ်။နော်အဲ့တော့ငါတို့ကအင်ပါယာကြီးကမကြပါဘူးမကြပါဘူးထင်ရင်တော့မှားသွားလိမ့်မယ်။ ကြတဲ့တနေ့ငါတို့ဘာလုပ်လဲခံနိုင်လားဆိုတော့တွေးတာပါတော့ပြည်သူတွေကတော့တားကြီးနာကြီးနေပြီအခုမိုးကုတ်ကပြန်ပြီးတော့မိစ္ဆာနှင်းနဲ့တံပုံးပြီးနေပြီမိုးကုတ်ကလည်းတနိုင်ငံတော့အောက်ဝဲလာလိမ့်မယ်